ရုရှားဟာ2022ခုနှစ်နောက်ပိုင်းပထမဆုံးအဖြစ်ယူကရိန်းပိုင်ဆူမီဒေသမှာနေဆက်ဖြတ်ကျော်ထိုးစစ်ဆင်ခဲ့တာမှာနေမြေတချို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့မတ်လ9ရက်နေ့မှာကြေညာခဲ့ပါတယ်ယူကရိန်းဟာရုရှားနယ်စပ် Kerch ဒေသကနေမြေတွေကိုထိမ့်ချုပ်ထားနိုင်ဖို့ရုန်းကန်နေရတဲ့အချိန်မှာရုရှားကအခုလိုထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ရုရှားတပ်တွေဟာအဲ့ဒီနေရာကိုသိမ်းပိုက်ထားတဲ့ယူကရိန်းစစ်သားတွေကိုတိုက်ထုတ်ရင်း Kerch ဒေသကရွာသစ်တရွာကိုလည်းသိမ်းယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ယူကရိန်းဟာခါရှ်ဒေတာမှ၎င်းသိမ်းပိုက်ထားတဲ့နေမြေတွေကိုငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာအပေးအယူအဖြစ်အသုံးချခြင်းနေတာဖြစ်ပါတယ်။ American နဲ့ Ukraine စစ်ဆက်ညှိနှိုင်းရေးကိုယ်စားလှယ်တွေဟာအခုသတင်းပတ်အတွင်းမှာ Saudi Arabia မှာတွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။ American Donald Trump အဆိုအရဟာအပြစ်ခတ်ရဲစဲမှုရရှိဖို့နဲ့ငြိမ်းချမ်းရေးသဘောတူညီချက်မူပေါင်းတစ်ခုရရှိဖို့အယုံဆိုင်လှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ အမေရိကန်ဟာဆွေးနွေးညှိနှိုင်းမှုတွေမှာယူကရိန်းကိုဖိအားပေးနိုင်ဖို့ထောင်လင်းရေးနဲ့ဂျူဒိုသတင်းအချက်အလက်မျှဝေတာကိုရပ်ဆိုင်းထားပါတယ်။ရုရှားတပ်ဖွဲ့တွေဟာတံပြန်ထိုးစစ်အတွင်းမှာခါရှ်နေဇက်အနီးဆူမီဒေတာကနိုဗန်ကီရွာငယ်လေးကိုသိမ်းယူနိုင်ခဲ့တယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကသတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောကြားခဲ့ပါတယ်။ရုရှားဟာ2022ခုနှစ်အလုံးစုံကျူးကျော်စစ်အစမှာဆူမီဒေတာကနေမြေတချို့ကိုခဏတာသိမ်းပိုက်နိုင်ခဲ့ပေမဲ့အဲဒီနောက်ပိုင်းနောက်ထပ်နေမြေတွေကိုသိမ်းပိုက်နိုင်တာမရှိတော့ပါဘူးရှင်။ လောကောမီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာ Member ဝင်ပြည့်စုံပြီးကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။